ီပြရဲမှာတော့အမကဆမ်မဆိုရင်ဒီနိုင်ငံလူတွေရာ activity မျိုးစုံလုပ်ကြရဲပေါ့နော်အဲ့ဒီမှာတစ်ခုဖြစ်တဲ့ကနလန်ဒီမဟန်တန်ဘက်မှာရှိတဲ့ကနလန်ဘက်ကိုသွားပြီးတော့အမ enjoy လုပ်ထားတဲ့ video လေးကို MN2 လက်ချပေးဦးနော် ဒီဗီဒီယိုလေးကတော့အမရောက်ခါစားတော့ကရှောက်လဲထားတဲ့ဗီဒီယိုလေးပေါ့နော်ဆိုတော့ဒီလမ်းမှာဆိုရင်အမသွားတဲ့ဒီကနလမ်းဘက်ပေါ့နော် PN37 လာအမတချာမမှတ်မိတော့ဘူးဆိုတော့အဘက်ကိုသွားရင်လည်းရထားနဲ့ဘတ်စကားနဲ့သွားတယ်သွားရင်ရထားရင် CB ဘတ်စကားနဲ့သွားတဲ့အခါမှာ အဲ့လမ်းလေးကအရန်ချစ်ဖို့ကောင်းတယ်ပေါ့နော်တချို့နေရာလေးတွေဆိုရင်အာဆမ်းမဆိုရင်တော့ဒီအိမ်လေးတွေကအပင်လေးတွေပန်းလေးတွေ decoration လုပ်ထားတာလေးရှိတတ်တယ်တော်တော်များများလေးတပုံလာပြီးတော့ enjoy လုပ်ပြီးရိုက်ကြတယ်ပေါ့နော်အိမ်လေးတွေလည်းအရန်ချစ်ဖို့ကောင်းတယ် ပြီးတော့လမ်းမှာဆိုရင်တို့ကခုနလိုမျိုးကစားပွဲတွေလုပ်တယ်နောက်ပြီးတော့ခုလိုမျိုးရဆေးတွေလုပ်တယ်ပေါ့နော်တချို့လူတွေလည်းဝင်ပြီးတော့ဝဲကြရတယ်ပေါ့နော်ဆိုတော့သူကအဲ့လမ်းလေးကချုပ်ဖို့လည်းကောင်းတယ်အာတော့အားလည်းပြောဖို့ကောင်းတယ်ပေါ့နော်ပြီးတော့လမ်းဒီလမ်းကိုတောက်လျှောက်ဒီရထားစီးပြီးတောက်လျှောက်ကာဘတ်ကားနဲ့တဆင့်ပြန်စီရတယ်နည်းနည်းလေးအမှားရောနဲ့တော့လှမ်းတယ်ဒါပေမဲ့တော့အကျွတ်တဲ့လို့ပြောမှာပေါ့နော်ကဲအမှန်တူလိုက်ကြည့်ပေးဦးနော် လန်လေးကဘာလေးနဲ့တူလဲဆိုရင်သူကကြာတော့ယူရိုပမှာရှိရလန်လေးမျိုးတွေပေါ့နော်အရာအားလုံးကချစ်စရာလေးတွေအိတ်လေးရဲချစ်စရာလေးတွေပြီးတော့အိတ်လေးတော်တော်များများအပင်တွေစိုက်ထားတာတွေ့ရောလဲချစ်ဖို့ရမ်းကောင်းတယ်ပေါ့နော်ဆိုတော့ယူရိုကလန်လေးတွေနဲ့တွားတူတယ်ဘိုက်အဖိုက်ကလေးရတယ်ပေါ့လေ က်လန်းလေးကိုဖျက်ပြီးသွားပြီဆိုရင်အခုအမသွားနေသွားမဲ့ဒီပီရပေါ့နော်အဲ့ပီရရောက်ပြီအဲ့ပီရကကျတော့များသောအားဖြင့်စက်မမှာဆိုရင်ကနူးလေလေလာလှော်ကြရလဲရှိတယ်ပြီးတော့အခုလိုမျိုးထိုင်ပြီးတော့ enjoy လုပ်နေရတာလည်းအရန်ပျော်ဖို့ကောင်းပြီအရန်ကြည်နုဖို့ကောင်းတယ်ပေါ့နော်များသောအားဖြင့်မဟန်တမှာရှိတဲ့လူတွေကဒီလိုနေရာမျိုးတွေမှာသွားပြီး enjoy လုပ်ရတာများတယ်ပေါ့နော်အမှားတို့ဘက်တီကြတော့ကန်းကျင်းနဲ့နေတော့ beach နဲ့နေတော့ beach ကိုသွားလို့ရပြီမဲ့သူတို့ဘက်ကကြတော့မြောက်တော့ဖြစ်ဒီပီယာဘက်တီကိုသွားကြတာများတယ် ပြောဒီကနေလှမ်းကြည့်နေရတဲ့အမြင်ကွင်းတွေရှုကင်းတွေရတယ်ရမ်းလှတာဆိုတော့တော်တော်များကအဲ့ဘက်ကိုသွားပြီးတော့ enjoy လုပ်ကြရဲပေါ့နော် Amagron လဲအဲ့တော့ကသွားခဲ့ရတဲ့အတွက်အရန်ပျော်တယ်သူသဘောလဲကြံပြီးရဲပေါ့နော်ပြီးတော့ဒီနေရာမှာအမြင်တဲ့ခုနဆမ်းမဆိုရင်ကနိုးလှီလော်တဲ့ကေဟာမျိုးတွေလောက်တလို့နောက်တစ်ခုကဆွန်လွတ်တဲ့ပွဲတွေဘာတွေလဲဒီမှာလောက်ကြတာများရဲပေါ့နော်ဒီကနေပြီးတော့ဆိုရင်ခုနအခုလိုမျိုး liberty ရုပ်တုကြီးကိုလည်းမြင်နေရရပေါ့နော်လှမ်းပြီးတော့လေဆိုတော့အဲ့နေရာလေးမှာဆမ်းမရောက်ရင်တော့သွားကြည့် တင်နေတော့ကြည့်တော့ကြည့်တင်နေပေါ့နော်အဲ့လို advice လေးကိုသွားပြီးတော့အာကြည့်ရင်တော့မိုက်တယ်လို့အမှတော့ခံစားမိရေပေါ့လေကဲဘယ်လောက်လောက်လဲဆိုတော့အမှန်တူလိုက်ကြည့်ပြေဦးနော် ီကနေလည်းအခုလိုမျိုး broken Brooklyn Bridge ကိုလည်းမြင်ရတယ်ပြီးတော့အဲ့နေရာဆွန်လွတ်တဲ့ပွဲလေးလည်းရှိနေတော့ကလေးတွေလာပြီး enjoy လုပ်ကြတယ်ဆွန်လွတ်တဲ့ပွဲလည်းကြီးကြတယ်ပေါ့နော်အဲ့နေရာတော့အမက activity ပါရှိလဲဆိုရင်လည်းကြည်ရင်လည်းဆွန်လွတ်တဲ့ပွဲရှိရယ်ဆိုလို့ဆွန်လွတ်တဲ့ပွဲသွားကြည်ရင်လည်းအဲဒီနေရာလေးကိုရောက်ခဲ့တာပေါ့နော်တကယ်လည်းသဘောကျခဲ့တယ်အာနှစ်နဲ့နှစ်သက်ခဲ့တယ်ပြီးတော့ဒီနေရာမှာအခုလိုမျိုးအာဘုတ်တွေပေါ့ဆမ်မာရောက်ပြီဆိုဒီနိုင်ငံမှာလိုဘုတ်တွေအများကြီးကြတယ် အဲ့ပေါ်မှာဒင်နာရီစားမယ်နောက်ပြီးတော့ကလပ်ပုံစံမျိုးပေါ့နော်သူတို့တချင်းတွေဖွင့်ပြီးကကြတာမျိုးတွေ enjoy လုပ်တယ်ပေါ့နော်ဒီနိုင်ငံမှာတော့လေသူတို့အဖြူတွေလိုမျိုးနေတာပိုကောင်းတယ်လို့ထင်တယ်မဟုတ်ရင်အမတို့ community ကကျတော့အလုတ်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 ပဲဆိုတော့တနေ့နေ့အလုတ်အလုတ်နဲ့ဟိုဘယ် sugar မှလည်းမမြင်အောင်ဘယ်ရမှလည်းမတွေ့ရမနဲ့ဟို enjoy မလုပ်ဖြစ်ဘူးပေါ့နော်ကိုယ့်ရဲ့ life ကိုပေါ့နော်အမကတော့ကိုယ့် life ကိုကို enjoy လုပ်ပါအလုတ်လည်းလုပ်ပေါ့နော် တပတ်က light ဟို light balance ညီအောင်လေးတော့ပိုကောင်းလိမ့်မယ်လို့မြင်တယ်ပေါ့နော်ဘလောက်မှလဲဆိုတော့အမှန်လည်းတူလိုက်ကြည့်ပေးအောင်နော်ဒီနေရာလေးကအခုလိုမျိုးပေါ့နော်အာ ဆွလုံးတဲ့နေရာမျိုးတွေပြောကနူးတွေလာလော်လို့ရတဲ့နေရာမျိုးတွေနောက်ပြီးကလေးတွေပန်းချန်နေအမ်မုတ်ဆိုင်တွေရောရှုကင်းတွေရောကြီးရတာအရန်တန်တယ်ပေါ့နော်အတကယ်လို့ကိုကမဟန်တန်ဘက်မှာနေရယ်ဆိုရင်တော့တွားကြည့်တဲ့နေရာရဲ့မှာပါပါတယ်အမားဗီဒီယိုလေးကျင့်နေသက်သက်တယ်ဆိုရင်လည်း like and subscribe လုပ်ပေးပါအောင်နော်အမားလည်းနောက်ဗီဒီယိုမှာဒီထက်ကောင်းတဲ့အရာလေးတွေအာထပ်ပြီးဖန်တီးပြီးတော့နောက်ဗီဒီယိုမှာထပ်တွေ့ကြတာပေါ့နော်ဘိုင်ဘိုင်